ညနေအတွက်ကျွန်တော်ဒီနားမှာဆက်ွဲမူလေးတခုတခုရှိတယ်เนาะဆက်ွဲမူကဘယ်လိုမျိုးလဲဆိုရင်ဒီခွန်ကိုသုံးပေါင်းခြင်းက900ကိုဆိုတော့ဒီနှလုံးပေါင်းခြင်းတို့က၄ဖြစ်တယ်ခြင်းလုံးပေါင်းခြင်း၄ဖြစ်တယ်ရှစ်ချောက်ပေါင်းခြင်း၄ဖြစ်တယ်เนาะတခါ ဒီမှာလည်း63 3ပေါင်းရင်ကိုဖြစ်တယ်။တော့ဒီမှာတော့ဒါကတော့ကိုကိုကိုဆိုပြီးဖြစ်နေမလားဆိုတဲ့ဟာတစ်ခုတော့ရှိပါတော့။ဒါကို3ချိန်ပေါ့။ကို3ချိန်နေရာကြတော့ဒီဘက်မှာနေကြတော့ကို3ချိန်နေရှိတယ်။ရှိရဘယ်လိုမျိုးလဲဆို။မာဒီမှာ2 9 2 9 8 9 နှစ်3 4 9ကိုတိကိုကိုကိုဒါမျိုးတွေပေါ့နော်ကိုသုံးချိန်ရှိဒီလိုမျိုးကိုသုံးချိန်ရှိတယ်ဒါဆိုရင်ဒီမှာကကြတော့ဖြစ်နေတာဆက်ွဲမှုကဘယ်လိုလဲဆိုတော့ဒီမှာ3 4 9နောက်9ပါဝါ4ဒီကိုဒီကိုပါဝါ4ဒီကိုပါဝါဒီမှာ4ဒါဆိုဒီကိုဖြစ်မယ်ဆိုရင်ဒီမှာ4ဖြစ်မယ်ဆိုဒီမှာမနက်ကကျွန်တော်19ထွက်တယ်တော့19ထွက်တဲ့ခါကျတော့ တော့ဒီမှာ၄ဖြစ်ရမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းက၄ဖြစ်မယ်ဆိုရင်အဲမှာ၅ထည့်ရ၅ထည့်မှာသူက၄ဖြစ်မယ်ကိုကိုကို၄၄၄ပေါ့နော်ဒါကစေခွဲမှုပေါ့နော်တော့နောက်ဘက်တစ်လုံးထည့်လိုက်ရင်ထိတ်ကြီးဖြစ်မယ်ပေါ့ဒီမှာ၅၆ပေါ့နော်၃ရထည့်ကြည့်မယ်ဆိုရင်နော်ဒီမှာ၃ရအခုဒီမှာစေခွဲမှုဆို၅၆နော် 6ကဒီနားလုံးမှာရေးတယ်6 6စက်ကွက်မှုဆိုတော့ဒီမှာ၃ညထည့်ကြည့်လိုက်မယ်ဆိုရင်နော်၃ညလို့ထည့်ကြည့်လိုက်၃ညလို့ထည့်ကြည့်လိုက်မယ်ဆိုရင်၃၃ညသုံးညဒီ၃ဖြစ်မယ်၃ဖြစ်ရင်ဒီနှလုံးပေါင်းခြင်းဒီ၃ပါဝါ၈၈ဆိုတော့ဒီနှလုံးပေါင်းခြင်းက၃ဆိုရင်၃၃ညသုံးညပေါင်းခြင်း၃ဆိုရင်ဒီနှလုံးပေါင်းခြင်း ိုးနယ်ဒီရထိတ်စီနယ်ပေါင်းခြင်းကရှစ်ဖြစ်ရမယ်ရှစ်ဖြစ်မယ်ဆိုရင်ကိုးပေါ့ကိုးထိတ်ထည့်ရမယ် sorry ကိုးထိတ်ထည့်ရမယ်အဲ့တော့ကိုးသုံးဒါမျိုးတော့ပေါ့နော်ဆယ်ဝက်မှုဖြစ်တယ်ပေါ့အာ sorry တုံညအပိတ်ကနေစာပြီးထည့်ကြည့်မယ်နော်တုံညအပိတ်ကနေစာကြည့်မယ်ဆိုရင်တုံညထည့်လိုက်မယ်ဆိုရင်၃တုံညတုံညမှာ၃၃ပါဝါ၈နော် ရှစ်ဆိုရင်90နော်90ဖြစ်မယ်90နော်ဆက်ကွဲမှုရတုံညာပိတ်ထဲ90တစ်ပိတ်ထဲရင်တစ်ပိတ်ထဲရင်ကိုပြီးရောတုံညာနော်တုံညာပြီးရောဒီနေ့3 4 5 6 9 10 11 12 13 14 15 16 17 18 19 20နော်အော်မာ9ရှိရနော်9ဆိုတော့ဒီမှာ3ည1 2 3 4 5နော်6ရှိပြီ9 8 ိုအဲ့ဆဲဝဲမှုပေါ့နော်60 3ည1တိနှစ်နှစ်က3 4 5 5 6 6 9 9 8 8 9ပေါ့နော်ဒါဆဲဝဲမှုစိုက်ဖြစ်တယ်ဆဲဝဲမှုစိုက်ရဆိုရင်ကျွန်တော်တို့ကြိုက်တာကတော့ဒီ60ကိုပို့ပြီးသဘောကျတယ်နော်60ကြိုက်တယ်60ကြိုက်တယ်ပေါ့ဆဲဝဲမှုလည်းမှာစ60ကြိုက်တယ်နော်ကဲဟုတ်ပြီ ။နောက်တကယ်လို့မှခုနကတော့ဒီ93လုံး939 939 939ကိုပြီးတော့633ညာကို336ဘယ်ဆိုရင်ဒီမှာ56ဒီတဘောပေါ့နော်ဆယ်ခွဲမှုအဲ့ထဲမှာကောင်းတာလေးပေါ့90နဲ့56နဲ့လောလောဆယ်နောက်တစ်ခုကတော့ဒီမှာဒီနှလုံးပေါင်းခြင်း6နော်နှလုံးပေါင်းခြင်း6 ဒီလုံပေါင်းချင်းက6ဒီလုံပေါင်းချင်းကကြတော့သူက2 2ဒီလုံပေါင်းချင်းကသူက1လုံးပေါင်းရဲ့တက်6နှစ်တက်အဲ့ဒါဟုတ်တယ်ဒီမှာကဒီလိုမျိုး ချောင်းတက်တက်ဖြစ်ထားသေးတယ်ဆိုတော့ဘရိတ်လမ်းကျော်ပေါ့နော်ချောင်းတက်တက်ဖြစ်တာမဟုတ်6ဖြစ်တယ်နော်တခါလုံးလုံးပေါင်းဒီဒီခွန်36ပေါင်းညာ6ဖြစ်တာပေါ့နော်6ဖြစ်တာပြီးတော့ဒီမှာ9တုံးညာ2ဖြစ်တာဒီ9တုံးညာပေါင်းညာ2ဖြစ်တယ်6နှစ်ဒါဆိုရင်1ဖြစ်မလားပေါ့နော်1ဖြစ်မလားဆိုရင်ဒီမှာဆိုရင်ဒီကောင်နဲ့ဒီ3နဲ့ဒီက break နဲ့ပေါင်းရင် အတစ်ဖြစ်မလားပေါ့6နှစ်တစ်ဖြစ်လားเนาะ6နှစ်တစ်ဖြစ်မလားဒါဆိုရင်ဒီမှာ shift break ဆိုရှိရเนาะ3ရှိတဲ့ခါကျတော့ဒီမှာက3ရှိတာဟုတ်3ရှိတဲ့ခါကျတော့ဒီဒီအောက်မှာ break က38နဲ့ပေါင်းမှာတစ်ဖြစ်မှာဟုတ်เนาะအဲ့တော့ shift break ဆိုတာရှိတယ် shift break ဆိုတာရှိရเนาะညနေ shift break ဆိုတာရှိတယ်ဆိုတော့နောက်တစ်ခုဒီကောင်က38နောက်တစ်ခု လိုမျိုးတွားနိုင်လေးလဲပေါ့နော်အဲ့ဒါချက်ကြည့်မယ်ဘယ်6နှစ်တက်ပြောတာပါ6နှစ်တက်ကဒီမှာက3ရေဒီခွန်ရေဒီ6ရေရတယ်အမ6ပဲနော်ဒီ6ပဲဒီနောက်ကရင်6ပဲပြီးတော့ဒီ3ရေဒီ9ရေ ဒီ၃ရင်ရာလဲနှစ်တာလဲဒါလဲ6ပဲเนาะဒါလဲ6ပဲဟောဒါလဲနှစ်ပဲเนาะ sorry ဒါလဲနှစ်ပဲ6နှစ်ဒါဆိုရင်1 1ဖြစ်ဖို့အတွက်ဆိုရင်เนาะ1ဖြစ်ဖို့အတွက်ဆိုရင်ခုနတော့ဟာကျွန်တော်ပြန်ရေးပြမယ်ဘယ်လိုမျိုးဖြစ်လဲပေါ့ဒီ၃ရဲ့ခွန်ရဲ့ဒီ၆ရဲ့ပေါင်းရင်း၆เนาะဒီ၆ တော့ဒီ3ရက်ရဲ့9ရက်3ရက်ပေါင်းခြင်းရဒီနှစ်နော်ဒါဆိုရင်ဒီ9ရက်3ရက်ဒီ10ရက်ပေါင်းခြင်းရ10နော်ဒီနာမအလိုမျိုး10ဖြစ်မယ်ဆိုရင်ဒီမှာ6နှစ်10 6 1 10ပြီးတော့ကျတော့ break အပြင်လေဒီမှာ6နှစ်ရိုက်ထားတယ်ဗျာနော်ပြီးတော့ဒီဘက်မှာလည်းတခါဒီကနန်းခွာခြင်း3လုံးကလည်း6နှစ်ရိုက်ထားတယ်ဆိုတော့ဒီမှာ10ရိုက်တယ်6နှစ်10 ိုက်ခွင်ဆိုရင်တစ်ထိတ်တစ်ထိတ်ကို10ဗရိတ်တစ်ထိတ်10ဗရိတ်ဆိုလို့ရှိရင်ကျွန်တော်တို့က17တပောက်ပဲရှိမှာပေါ့နော်တစ်တစ်ထိတ်10ဗရိတ်ဆိုရင်ဒီ size ရဆိုရင်17ဆိုတဲ့တပောက်ပဲရှိနော်17တပောက်ရှိမှာတကယ်လို့နောက်ထပ်တစ်ခုရှိတာကကျွန်တော်တို့ဒီမှာဒီမှာပဲပြလိုက်မှာပေါ့နော်ဒီမှာပဲပြလိုက်တော့အခုက17တပောက်နော်ရှိတယ် ဆိုတဲ့ဟောတစ်ပေါက်ရှိတယ်။ဟောဒီခွင့်ရပါနော်။နောက်170ရှိတယ်နော် ship rate ဆိုရှိတယ်။ ship bk ရှိတယ်နော် ship bk ဆိုဒီခွင့်ရဆိုရင်နောက်တစ်ခုတစ်ခုရှိတယ်။ဒီမှာဒီ၄ရဲ့၁ရဲ့ခွင့်ပေါင်းရင်ကနှစ်ပြနှစ်ဆိုရင်ဒီမှာဒီလိုနှစ်ထား။၃ရေ၊ခွန်ရေ၊၆ရေပေါင်းရေ၃ဒီလိုသုံးထား။ဒါဆိုရင်ဒီမှာ၁၆ ီသုံးချောင်းပေါင်းရဲ့သုံးညသုံးညဆိုတော့သုံးညနောက်ပိတ်ဆိုရှိရနော်သုံးညနောက်ပိတ်နေခုနတော့ဆိုရင်သုံးညနောက်ပိတ်နေဆိုရင်10ပိတ်ဆိုရင်ကျွန်တော်တို့80ဆိုတဲ့ပေါင်းရှိပဲနော်80 80ဆိုတဲ့ပေါင်းလည်းခြိုက်တယ်နော်80တခု80ပေါ့နော်အဲ့ဒါအဲ့ဒါလည်းခြိုက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့30 80ပေါ့နော်ဒါမျိုးပေါ့အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က ညနေပိုင်းထိုးထိုးအောင်မှာကကျွန်တော်ပရမဆယ်ခွဲမူနေကကြိုက်တာလေး90ဘောနော်90 56ရယ်56ရယ်ကြိုက်အခုဒီခွင့်ရဆိုရင်ကျွန်တော်10ခွင့်ရယ်ပြီးတော့80ကြိုက်တယ်ဘောနော်အာဆယ်ခွဲမူကတော့အကုန်ထိုးခြင်းနဲ့ဆိုတော့ရှေ့မှာထိုးအကုန်ထိုးလို့ရတယ်ဟာရှိတယ်နော်ဒေါ်လောစေတော့ကျွန်တော်ဒီလေးဘွက်ကြိုက်ပါတယ်90ရယ်56ရယ် 55ချောက်ကတော့ brain မညီဘူးပေါ့နော် brain မညီဘူးသို့တော်လည်း30ပြင်50ထွက်တတ်တယ်80ထွက်တတ်တယ်နော်ဒါကတော့ brain နဲ့ညီတဲ့ကောင်းလေးပေါ့ brain နဲ့ညီတဲ့ကောင်းလေးတက်ခွန်နဲ့80နဲ့ညနေရောဒီလေးပဲကန်ဆန်းကြည့်ကြပါ Okay အားလုံးပဲကန်ကောင်းပါစေ